မင်္ဂလာပါလို့ Mommy Screen Teller Channel ကနေနှုတ်ဆက်လိုက်ပါရယ်ဒီနေ့တော့တုံလုံးခြောက်ခြားစရာကောင်းလောက်တဲ့လူပွားဘွားရဲ့အနက်ရှိုင်းဆုံးလိုအပ်ချက်တွေကိုဖော်ထုတ်ပြသသွားတဲ့အမှုကိုပြောပြပေးပါမယ်ရဲရီကဓာတ်ပုံပေါင်း၈000ကျော်ဗီဒီယိုအတူပေါင်း9000ကျော်ပြီးတော့ဒါရီကချစ်သူဆုံးတွဲတွေရဲ့အချစ်ဇလန်းတွေလင်မယားနှစ်ယောက်ရဲ့တီးတန့်အခိုက်တန့်တွေကိုခိုးယူရိုက်ခဲ့တာမျိုးတွေမဟုတ်ပါဘူးဇိန်ကန်ဟိုတယ်ကြီးတွေနဲ့တီးတန့်တိုက်ခန်းတွေထဲမှာ လှုပ်ဝက်တွေ့ဆုံခန်းတွေကိုမှတ်တမ်းတင်ထားတဲ့ဟာတွေပါဒီဗီဒီယိုတွေထဲမှာတွေ့ရတဲ့ယောက်ျားတွေကတော့တန်ပေါင်းများစွာသောဗုဒ္ဓဘာသာဝင်တွေရဲ့ကိုယ်ကိုယ်ရာလေးဖြစ်ခဲ့တဲ့ရွှေဝါရောင်သင်္ကန်းတွေကိုဆင်မြန်းထားခဲ့တဲ့ဖုံးကြီးတွေပါသူတို့နဲ့အတူတိတ်ကိုလှပပြီးတော့နူးညံ့တိမ်မွေးပုံပေါက်ပြီးမဲ့အနေအရင်ကြီးမားတဲ့အမျိုးသမီးတယောက်ကိုအမြဲတမ်းဗီဒီယိုထဲမှာမြင်ရမှာပါဒီအမျိုးသမီးကထိုင်းဗုဒ္ဓဘာသာဝင်တွေရဲ့အခြေခံအုတ်မြစ်ကို လှုပ်ခါသွားစီမယ်ကြီးမားတဲ့လှုပ်ရှားမှုနောက်ွယ်ကကျိုးကင်သူဆိုတာကိုတော့ခဏလောက်ကြည့်လိုက်ရုံနဲ့ဘယ်သူမှထင်မှတ်ထားမှာမဟုတ်ပါဘူးအဲ့ဒီအမျိုးသမီးရဲ့နာမည်ကတော့ Willa Wan Ansawat ဖြစ်ပြီးတော့အပြင်လောကမှာတော့သူ့ကို Golf လို့သိကြပါတယ်အသက်35နှစ်သာရှိသေးတဲ့ Golf က၃နှစ်တာကာလအတွင်းမှာကိုပဲတိတ်ကိုလေးစားခံရတဲ့ဖုံးကြီး15ပါးကျော်ကိုသူ့ရဲ့မြင့်မြတ်တဲ့နေရာတွေကနေအောက်ဆုံးအထိကိုဆွဲချနိုင်ခဲ့တဲ့အမျိုးသမီးပါပဲ။ အဲ့လိုလောက်ဖို့သူဓာရီကိုလည်းမသုံးခဲ့ပါဘူးတနက်လည်းသူ့မှာမရှိခဲ့ပါဘူးသူ့ရဲ့လက်နက်တွေကပို့ပြီးတော့ရိုးရှင်းနေဓာရီလောက်ဖို့အနားကိုကပ်ပြီးတော့တိုးတိုးလေးမြှူဆွဲမယ်သူတွက်ချက်ထားတဲ့စိတ်ရှည်မှုနဲ့လက်တဝါးစာလောက်ရှိတဲ့ဖုန်းကင်မရာလေးတစ်လုံးပဲသူ့အတွက်လိုအပ်ခဲ့တာပါဘာသာရေးမှာယုံကြည်တတ်ဝင်ကြတဲ့ဘာသာဝင်တွေကဖျားကြောင်းဆောင်တွေမှာတွားရောက်ပြီးတော့သူတို့ရဲ့စုဆောင်းငွေလေးတွေကိုလှူဒန်းကြပါတယ် တချို့ဆိုရင်ဒီလိုမျိုးဖုန်ကြီးကြောင်းတွေမှာလှူရန်နိုင်ဖို့ကိုနှစ်နဲ့ချီပြီးစုရတာပါဒီလိုလှူရန်တဲ့ငွေတွေအလုံးကတော့ကျောင်းထိုင်ဖုန်ကြီးတွေရဲ့ဘဏ်စည်ရင်းတဲ့ကိုဒိုက်ရိုက်ရောက်ရှိသွားတယ်လို့လည်းသိရပါတယ်နောက်တစ်ချိန်မှာတော့ဒီငွေတွေအလုံးက Golf ရဲ့ credit card တွေစီကိုရောက်သွားမှာဖြစ်ပြီးတော့ online လောင်းကစားရဲ့အဆုံးမရှိတဲ့အမောင်တွင်းထဲမှာပြောက်ွယ်သွားတာကိုတွေ့ရမှာပါဒါဆိုရင်ဒီအမျိုးသမီးက ဘယ်နီလန်းတွေနဲ့တားကောင်တွေကိုရှောက်ပေးခဲ့တာလဲသူဘလို့နေထိုင်ခဲ့တာလဲဆယ်စုနှစ်ပေါင်းများစွာဝင်းကြီးဆောင်ထင်းခဲ့တဲ့ဖုံးကြီးတွေရဲ့ကြင်ကြံမှုတွေကို သူဘလို့များချိုးပြက်အောင်လုပ်နိုင်ခဲ့တာလဲစသဖြင့်အเจ้าရာတွေအားလုံးကိုဒီနေ့ပြောပြသွားပေးမှာပါ Golf ကိုထိုင်းနိုင်ငံရဲ့တာမန်မိသားစုလေးတစ်ခုကနေ1990ပြည့်နှစ်မှာမွေးဖွားခဲ့တာပါ။ပြောရရင်သူ့ရဲ့ငယ်ဘဝကကြွယ်ဝချမ်းသာမှုမျိုးလုံးဝမရှိခဲ့ပါဘူး။ သူ့မှာဩဇာအာဏာရှိတဲ့ဆွေမျိုးတွေလည်းမရှိခဲ့ဘူးဒီလိုဆိုတော့အထက်တန်းစားပညာရေးဆိုတာလည်းသူပို့ပြီးတော့တောင်ဝေးကွာပါသေးတယ်ဂေါ့ဖ်ငယ်ငယ်လေးကလေးကအလုတ်ကျန်းတွေအောက်ခြေသိမ်းအလုတ်တွေကိုအလုတ်နဲ့လက်နဲ့မပြတ်လုတ်ကင်ခဲ့ရပေမဲ့နောက်ဆုံးပိတ်ကျရင်တော့သူ့လက်ထဲမှာအများရန်ဗလာနှစ်ထိပါပဲဒီလိုစီးရဲတံတွေချားမှာပဲသူကအလားအပါကိုစိတ်ဝင်စားတယ်။ငွေကြီးနဲ့စိန်ခံပစ္စည်းတွေကိုတတ်မှတ်မှုတွေကသူ့ရဲ့ရှင်ထဲမှာမျိုးစစ်တစ်စိလိုမျိုးရှင်သန်လာခဲ့တာပါ။ သူကစင်ရဲ့ပေမဲ့ထမြက်တဲ့စကားပြောကြွန့်ကျင်တဲ့အမျိုးသားတွေကို သူ့ကိုဆွဲလန်းအောင်မှတ်မိနေအောင်ဘလို့လုံးရမလဲဆိုတဲ့နီးလန်းတွေကိုသူကောင်းကောင်းသိနေပါဗါဒီလိုတွေကြောင့်မဲသူကသူ့ကိုသူညံကြီးရှင်ကြီးလို့ထင်သွားပြီးတော့အဲ့လိုနဲ့သူကတခြားလူတွေစိတ်ကူးနေတော့မှမပြစ်မရဲတဲ့လှို့ဝှက်ရွှေတွင်းကြီးတွေကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။အဲ့ဒါကဘာတွေလဲဆိုရင်ထိုင်းနိုင်ငံကဘုံကြီးအကြောင်းတွေပါပဲ။ ထိုင်းနိုင်ငံကတန်ဃာတော်တွေကိုအယံကိုရိုသေလေးမြတ်ကြတယ်။တန်ဃာတော်တွေကဒီလိုမျိုးလေးစားခံရတဲ့အပြင်မယုံနိုင်လောက်အောင်ညပြတဲ့ငွေကြေးပမာဏကိုလည်းထိမ့်သိမ်းထားရတယ်လို့သိရပါဗျ။အစီရင်ခံစာတွေအရဆိုရင်တနိုင်ငံလုံးကဘုံကြီးเจ้าတွေမှာဘတ်ငွေ430ဘီလီယံကျော်တန်ဖိုးရှိတယ်။ဘဏ္ဍာငွေတွေရှိတယ်လို့မှတ်သားရပါဗျ။ဒီရန်ပုံငွေတွေကိုចောင်းထိုင်ဘုံကြီးတွေကသာစီမံခန့်ခွဲရပြီးတော့ အပြင်ကနေ audit လိုမျိုးပေါ့နော်စည်ရင်းစီစစ်မှုဆိုတာလည်းအရန်ကိုနှဲပါလာပါတယ်တဖက်မှာဘွားကိုပြောင်းလဲလို့စိတ်ပြင်းထန်နေတဲ့ golf အတော့ကတော့ဒီငွေတွေကတော့မခတ်ထားတဲ့ bandai ကြီးလိုပဲသူမြင်လာခဲ့ပါတယ်အဲဒီမှာကိုတခုစဉ်းစားမိတာကသူတို့စီကအဲ့လောက်နာမည်ကြီးတဲ့ဖုန်းကြီးတွေကဘယ်နေရာပဲတော်တော်ပေါ့နော်ဘေးနားမှာကပ်ပီးယာတွေတပည့်တွေနဲ့အများအားရှိနေကြတာဒီတော့ဒီလိုမျိုးစင်းရဲတဲ့ပေါ့နော်တမန်အရက်သူအမျိုးသမီးတယောက်က ဘလို့လုပ်ပြီးဒီလိုခွန်ကြီးတွေရဲ့အနာကိုချီးကပ်နိုင်ပါလေကိုရီလိုမျိုးစဉ်းစားပုံစဉ်းစားနည်းကို Golf ကလည်းစဉ်းစားခဲ့ပုံရပါတယ်သူအင်အားသုံးပြီးတော့သူ့ရဲ့အကြံတွေကိုဘယ်တော့မှအောင်မြင်မှာမဟုတ်ဘူးဆိုတာသူသိရထင်ပါတယ်ဒါနဲ့သူကပြီးပိတ်ဆုံးတဲ့ပေါ့နော်ဘဝတစ်ခုကိုဖန်တီးဖို့လိုအပ်တယ်လို့သူစဉ်းစားမိပြီးတော့ဒီလိုနဲ့ Golf ကသူ့ရဲ့မူလအခြေအနေကိုဖျောက်ပြက်ပြီးတော့သူ့ရဲ့ဘဝကို အစကနေအသစ်တစ်ခုကိုဖန်တီးလိုက်ခဲ့ပါတယ်လူမှုကွန်ရက်ပေါ်မှာသူက ဘာသာရေးကန့်ဆိုင်ပြီးတော့ကြွယ်ဝချမ်းသာရင်ကျေးတိမ်မွေးတဲ့အမျိုးသမီးတယောက်အနေနဲ့တရုတ်ဆောင်ခဲ့ပါတယ်။သူ့ရဲ့ social media မှာဆိုရင်သူကအရင်ဆုံးနာမည်ကြီးဖုန်းကြီးချောင်းတစ်ခုမှာမျက်ရည်ဆက်လက်နဲ့ပေါ့နော်သူဆူတောင်းနေတဲ့ဓာတ်ပုံတွေကိုတင်နေ။နောက်ရက်မှာဆိုရင်အရှင်ဖျားယေရှုတင်ပါတယ်ကျမရဲ့စိတ်ဝိညာဉ်တန့်စင်သွားပါပြီဆိုပြီးတော့သူ့လက်ရည်နဲ့ရေးထားတဲ့စာတန်းကိုဓာတ်ပုံရိုက်ပြီးတော့သူ့ရဲ့ social media မှာတင်နေ။အဲ့လိုတင်နေရကနေပြီးတော့ မကြဘူးသူကသူကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်ထားတဲ့တသက်လွတ်အစားအသောက်တွေကိုတန်ဃာတော်တွေကိုလှူဒန်းနေတဲ့ပုံတွေကို သူထက်ပြီးတော့တင်ခဲ့ပါတယ်သူ့ရဲ့စကလုံးတိုင်းပုံရိပ်တိုင်းကကျမကကိုချင်းတရားကောင်းမွန်တဲ့သူပါကျမကရရောတဲ့သူပါကျမကဗုဒ္ဓဘာသာဝင်တွေရဲ့တစိမ့်တစ်ပိုင်းတစ်ခုပါပဲဆိုတဲ့ message ကိုတခြားလူတွေမြင်အောင်သူကပြကျင်နေတာဒီလိုသူရဲ့ဟန်ဆောင်မှုကိုတကယ်ဆိုပြီးတော့လူတွေယုံကြည်စရာဖြစ်အောင်လုပ်ဖို့ golf က အကျွေးကတ်တွေကိုဗန်ဒီမှာရှောက်ပြီးတော့ချင်းငွေတွေယူခဲ့ပါတယ်။သူဒီဇိုင်နာလက်ကန်အိတ်တွေကားတွေကိုငှားရမ်းခဲ့တယ်။ဓာတ်ပုံရိုက်ဖို့တက်တက်အတွက်နဲ့အစင်းမြင့်စားတောက်ဆိုင်တွေမှာသူတွားရောက်စားတောက်ပြီးတော့ဓာတ်ပုံရိုက်ပြီးတော့သူ့ရဲ့ social media မှာတင်ခဲ့ပါတယ်။သူ့ရဲ့ပုံစံကဘာနဲ့တူလဲဆိုတော့သူကလူမှုရေးသာသနာရေးတွေမှာအားတက်သရော့ပေါ့နော်။လှူဒန်းနေတဲ့အမျိုးသမီးတဦးအနေနဲ့သူကတရုပ်ဆောင်ပြနေတာပါ။ သူအခုလိုဖန်တီးထားတဲ့ပုံရိပ်ကအလုတ်ဖြစ်ခဲ့တယ်လို့ပြောလို့ရပါတယ်။ Golf က online ပေါ်ကနေပြီးတော့နာမည်ကြီးတန်ဃာတော်ကြီးတွေ၊ကျောင်းထိုင်ဖုန်းကြီးတွေကိုရှာဖွေပြီးတော့သူ GU တစ်ဆက်ရေးသားထားတဲ့စာတွေကိုလှုပ်ဝက်ပေးပို့ခဲ့ပါတယ်။သူစတင်မင်းမြတ်နဲ့စာချောင်းတွေကတော့အများအားအတူတူပါပဲ။သူ့ရဲ့စာတွေကိုကြည့်လိုက်ရင်ယဉ်ကျေးပြီးတော့ယုံကြည်ကိုးကွယ်မှုအပြည့်ပါပဲ။ အရှင်ဖုရားတပည့်တော်မှာနှံနေတဲ့အိမ်မက်ဆိုးတွေကြောင့်စိတ်မချမ်းမသာဖြစ်နေရပါတယ်။အရှင်ဖုရားရဲ့တရားတော်တွေကြားနာရတာကတပည့်တော်မှာကိုငြိမ်းချမ်းမှုရစေပါတယ်။အရှင်ဖုရားကိုမိကုံးအနေငယ်မေခွင့်ပြုပါလားဆိုပြီးတော့ရေးသားပေးပို့ခဲ့တာ။တန်ဃာတော်တွေကလည်းဒီအမျိုးသမီးကငါ့ကိုယုံကြည်လို့မေးတာပဲ။ယုံကြည်လို့ကိုးကွယ်စည်းကပ်တာပဲဆိုပြီးတော့သူအခုလိုမျိုးမေခွန်းဒီနဲ့အစချီပြီးတော့စကားလာပြောနေတာကိုမငင်းပယ်ခဲ့ပါဘူး။အဲဒီကနေစပြီးတော့ golf က သူ့ရဲ့ရေရှည်စီမံကိန်းကိုစတင်ပါတော့တယ်။သူနေ့တိုင်းလိုလိုတန်ဃာတော်တွေရဲ့ profile တွေကိုဝင်ရောက်ကြည့်ရှုတယ်။တန်ဃာတော်တွေရဲ့ဉာဏ်ပညာတွေကိုချီးမွမ်းတယ်။ပြီးရင်သူကပမာဏသိမ့်မများတဲ့ပေါ့နော်လူဝယ်ပစ္စည်းတွေနောက်ပြီးတော့သူအိမ်မှာလုပ်တယ်ဆိုပြီးတော့မုံပဲတရေစာလေးတွေကိုចောင်းကိုပေးပို့ခဲ့တယ်။သူ့ရဲ့ဆွဲဆောင်မှုတွေကနေမလွန်ဆန်နိုင်လောက်အောင်ကိုသူ့ကိုတတိပြုမိအောင်လုပ်တော့မှာပါ။ စဉ်းစားကြည့်ဘုန်းကြီးတွေကနေရက်တွေကိုတတ်တတ်မှတ်သေးဖြတ်သန်းနေတဲ့အမျိုးသားတွေလို့ပြောလို့ရတယ်။သူတို့တွေက အမျိုးသမီးတွေနဲ့ကင်းကင်းရှင်းရှင်းနေရပြီးတော့အတွေ့အထိမရှိဘဲနဲ့ရွတ်ဖတ်ပူဆောင်မှုတွေကိုပဲလုပ်နေရတဲ့ဒီဖုန်းကြီးလိုမျိုးအမျိုးသားတွေအတွက်ကတော့သူ့ရဲ့ဆွဲဆောင်မှုတွေကိုမလွန်ဆန်နိုင်အောင်ဖြစ်ခဲ့ရပြီးတော့ဒီလိုနဲ့တယောက်ပြီးတယောက်ကသူ့ရဲ့ထောင်ချောက်တွေထဲမှာပြိုလဲခဲ့ရပါတော့တယ်။သူအစီအစဉ်တွေဖြင်းမြောက်ဖို့ကိုသူက လပေါင်းများစွာ အချိန်ယူခဲ့ရတယ်လို့တခါတလေနှစ်ချီပြီးတော့အချိန်ယူခဲ့ရတယ်လို့လည်းသိရပါတယ်။သူ့ရဲ့နီးဖြူဟာကတော့ online ကနေအရင်ဓမ္မအကြောင်းတွေပြောမယ်။ဒီလို online ကနေစကားပြောဆိုမှုတွေများလာပြီဆိုရင်လက်တွေ့ဘဝစီမှာအကောင့်ထဲပေါ်အောင် သူကလောက်တာပါပဲ။သူ့ရဲ့ပထမဆုံး intro dialogue တွေကတော့အရန်ကိုအပြစ်ကင်းစင်တယ်လို့ထင်ရမယ်။စကားလုံးတွေကိုရွေးပြီးတော့သူကသုံးနှုန်းတာပါ။ ဥပမာအရှင်ဖျားတပည့်တော်မှကြောင်းအင်းမှာကိစ္စရှိလို့တပည့်တော်မှ အရှင်ဖျားထံလက်ဖက်ရည်ကပ်လူရင်းနဲ့တရားတော်တွေကိုတပည့်တော်မှနာကြားခွင့်ရနိုင်မလားစသဖြင့်ပေါ့လေပထမတော့ဖုန်းကြီးတွေကတင်းမာပါသေးတယ်အဲသူတို့အဲ့အမျိုးသမီးနဲ့တွေ့မယ်ဆိုရင်လေသူတို့ရဲ့တပည့်တပန်းတွေတယောက်နှစ်ယောက်ကိုခေါ်ပြီးတော့မှသွားတွေ့ကြတာပါဒါပေမဲ့အဲ့ဒီအခိုက်အတန့်တွေမှာဆိုရင် golf ကနေတာထိုင်တာအရန်ကိုတိုသိပ်ပြီးတော့စီကန်းရှိတဲ့ပုံစံ အင်မတန်ဘာသာရေးကန့်ဆိုင်တဲ့အမျိုးသမီးတယောက်အနေနဲ့အပီအပြင်ကိုတရုတ်ဆောင်ခဲ့တာပါ သူ့ရဲ့စကားလုံးတိုင်းကဗုဒ္ဓရဲ့သဒ္ဒနာတွေနဲ့ပြည့်နှက်နေပြီးတော့သူ့ရဲ့အပြုမှုတွေကလည်းလေးစားမှုရှိတဲ့ပုံရအောင်ကိုသူနေထိုင်ခဲ့တာပါသူနဲ့အခုလိုအချိန်အနည်းငယ်ပေါ့တွေ့ဆုံပြီးရဲ့နောက်မှာတော့ဖုန်ကြီးတွေကလည်းသူ့ကိုစတင်ယုံကြည်လာကြတာပေါ့လေနောက်ပြီးတော့ golf ကဇိမ်ခံကားတွေကိုစီးပြတယ်ရဲရဲရော်ရော်လေးလှူဒန်းတယ် ကားကိုလည်းရိုသေလေးစားစွာကိုသူကပြောဆိုဆက်ဆံခဲ့တာ။ဘုန်းကြီးတွေအတွက်ဆိုရင်တော့ golf ကဖះเจ้าအတွက်လည်းလိုအပ်တာတွေလှူဒန်းတဲ့ပေါ့နော်။ဖះဒါရီကာမာကြီးတူဖြစ်နေတော့သူတို့ကအရန်ကန့်ကောင်းနေဆိုပြီးတော့ယူဆနေခဲ့ကြတာ။ဒါနဲ့နောက်ထပ်တွေးဆမှုတွေကိုဘလို့လုပ်လဲဆိုတော့အရင်ဆုံး golf ကဒီတန်ဃာတော်တွေနဲ့ဖះเจ้าအနီးနားမှာရှိတဲ့ coffee sign တွေကိုချိန်နေအဲ့လိုကနေနောက်ထပ်တီးတက် coffee sign တွေချိန်နေ အဲ့လိုခါနေပြီးတော့မလိုအပ်ခန်းတွေစီကိုတဆင့်မီတဆင့်နဲ့သူကအကွက်တွေရွှေ့ပြီးတော့ချိန်းဆိုခဲ့တာ Golf ကဩစာအာနာရှိပြီးတော့နမဲကုံတရင်ကြော်ကြတဲ့ဖုံးကြီးတွေကိုစတင်ပြင့်မဲ့ထားခဲ့တာပြင့်မဲ့တွေထဲကပထမဆုံးဖုံးကြီးတစ်ပါးကတော့ဘန်ကောက်က Worry Rock Buyawee Han ចောင်းတော်ကចောင်းထိုင်စီရတော်ဖြစ်တဲ့ Fratap Wachia Phom Mok လို့သိရပါတယ်အဲ့ဒီကိုတော့ဟောပြောတဲ့တရားပေါ်တွေကဆိုရင်လူအုပ်ကြီးကိုအရန်ဆွဲဆောင်နိုင်ပြီးတော့ ကြီးညိုဖွဲ့ရာဘုံကြီးတပားလို့လည်းသိရတယ်။ golf ကသူ့ရဲ့အစီအစဉ်အတိုင်း online ကနေစပြီးတော့တရားဓမ္မအကြောင်းတွေကိုဆွေးနွေးတယ်။အဲ့ဒီကိုရောကလည်းတနစ်ပတ်လုံး golf ရဲ့အပြုအမူတွေကိုကြည့်ပြီးတော့အယမ်းယုံကြည်သွားတာလည်းပါမှာပေါ့လေ။ဒီလိုနဲ့အဲ့ဒီကိုရောကတနစ်မှာတော့ golf နဲ့တူရဲတွေ့ဆုံဖို့သဘောတူခဲ့တယ်။နှစ်ယောက်တည်းမျက်နှာချင်းဆိုင်တွေ့တဲ့အခါမှာတော့ golf ကတရားဓမ္မစာရီ ပြောတာကိုရက်လိုက်ပြီးတော့အဲ့ဒီနောက်မှာတော့သူကအရှင်ဖေဟာတပည့်တော်မရဲ့အမိသားစုကအိမ်အောင်ပြုတ်ဖို့အတင်းတပည့်တော်မကိုဖိအားပေးနေပါတယ်ဒါပေမဲ့တပည့်တော်မရဲ့နှလုံးသားမှာတော့မြတ်ဗုဒ္ဓသာရှိပါတယ်။တပည့်တော်မဘာလို့ရမှန်းမသိတော့ပါဘူးအရှင်ဖះဆိုပြီးတော့ရှင်ဖွင့်ပါလေရော။အပေါ်ရန်နားထောင်ကြည့်မယ်ဆိုရင်လမ်းညွန်မှုတောင်းခံနေတယ်လို့ထင်ကောင်းထင်ရပေမဲ့တကယ်တမ်းမှာတော့ရွယ်ချက်ရှိရှိပြောနေတဲ့စကားတွေပါ။စကားပြောနေစဉ်အတွင်းမှာလည်း ဂေါ့ဖ်ကသူ့ရဲ့လက်ကိုအဲဒီကိုရောရဲ့လက်ကိုပေါ့နော်မတော်တဆထိမိသွားသလိုမျိုးတွေလုပ်ပြီးတော့အိုးတပီတော်မှာတောင်းပန်ပါတယ်ရှင်ဗျာမလေးမစားလုံးမိသွားလို့ပါဆိုပြီးတော့တောင်းပန်စကားတွေပြောလိုက်အမှန်တော့သူလေးကျင်ထားတဲ့လှုပ်ရှားမှုတွေစကလုံးတွေနဲ့အဲ့ဒီကိုရောကိုသူ့ရဲ့ပိုက်ကွန်သေးကိုစွဲသွင်းဖို့ရည်ရွယ်နေတာပါပဲအဲ့ဒီကိုရောကဘာပြောလဲဆိုတော့မှားနေမှန်းသူသိတယ်ဒါပေမဲ့ golf ကသူ့အကြီးရဲ့ပုံစံ golf ရဲ့လေးစားမှုမိကိုအားထားမှုတွေကသူ့ကိုရုတ်တရက်အရေးပါသူတယောက်လို့ ခန်းစားလိုက်ရပါတယ်ဆိုပြီးတော့နောက်ပိုင်းမှာ Fratet Wachia Mo ကရဲတပ်ဖွဲ့ကိုဝန်ခံခဲ့ပါတယ်။တခါတလေကျရင် Golf ကသူ့ရဲ့အကြီးမားဆုံးဝက်ဖဲတစ်ခုကိုထုတ်သုံးတတ်ပါသေးတယ်။အဲ့ဒါကတခါတုန်းကဆိုလို့ရှိရင်သူက Toyota Alphard အသစ်ဆက်ဆက်ကားတစ်စီးကိုဘုန်းကြီးကျောင်းကိုမောင်းသွားပြီးတော့အရှင်ဖုရားကတရားဟောဖို့ခီးသွားရတာများပါတယ်။ဒီကကကျယ်ဝန်းပြီးတော့တတောင်တတာရှိတယ်။ဒါကိုအရှင်ဖုရားနဲ့ဖုရားကျောင်းအတွက် တပီတော်မရဲ့ပူစော်မှုလို့သဘောထားပေးပါလို့ပြောပြီးတော့ကားတော့ကိုចောင်းနိုင်ဖုန်ကြီးရဲ့လက်ထဲကိုသူကဒီတိုင်းကြီးကိုပေးအပ်လိုက်တာသူကတံမိုးကြီးတဲ့ရုပ်ဝတ္ထုကနေပြီးတော့တန်ဃာတော်တွေရဲ့ခန္ဓာရည်နဲ့နောက်ဆုံးတတိုင်းကိုရိုက်ချိုးဖို့ပါပဲအဲ့ဒီနင်းနမိတ်ကျိုးပြက်သွားပြီဆိုတာနဲ့တပြိုင်နက်တည်းတန်ဃာတော်တွေကနောက်ပြန်လှဲဖို့လမ်းဆိုတာရှိမှမဟုတ်တော့ပါဘူးအဲ့တော့ဖုန်ကြီးចောင်းဘန္နာကို ကင်တွယ်ခွင့်ရတဲ့ယာရူးကြီးရဲ့ဆရာတော်တွေကို ပြစ်မှတ်ထားတဲ့အချိန်မှာသူကဇိန်ခံကားတွေဒီဇိုင်နာနိုင်တွေကိုလှူဒန်းခဲ့တာပါတခါတော့ကဆိုရင်ဘုံကြီးเจ้าရဲ့လှူဒန်းထားတဲ့ဇိန်ထဲမှာမြတ်စွာဘုရားကိုမိပူစော်ဖို့အတွက် သူ့ရဲ့ Hammers လက်ကင်အိတ်တစ်လုံးကိုလှူဒန်းခဲ့တဲ့အမှတ်တမ်းကိုတွေ့ရပါတယ် Golf ကတယောက်တည်းအားငယ်နေပုံရတဲ့တန်ငါငယ်တွေကိုလည်းပြစ်မှတ်ထားပါတယ် ဂေါ့ဖ်ကယုံကြည်ရတဲ့တငယ်ချင်းကောင်းလိုမျိုးကိုချင်းစာတက်တဲ့သူတယောက်အနေနဲ့အဲ့ဒီတန်ခါငယ်တွေကိုဆက်ဆံပေးခဲ့ပြီးတော့ဂေါ့ဖ်ကသူတို့နဲ့အတူတူဂေါ့ဖ်ရိုက်ထွက်တယ်။ဈေးကြီးတဲ့စားတောက်ဆိုင်တွေမှာစားတောက်တယ်။အဲ့ဒီတန်ခါငယ်တွေကဂေါ့ဖ်နဲ့အတူတူစားတောက်ကုန်ကြခဲ့တဲ့ဈေးတွေကိုနောက်ပိုင်းမှာဖုန်ကြီးချောင်းအတွက်ဥယင်ပြုပြင်ဈေးရိတ်ဆိုပြီးတော့စရင်သွင်းထားခဲ့တာကိုလည်းသိရပါတယ်။ဂေါ့ဖ်ကယင်းနှမှုအတိုင်းအတာတစ်ခုတိုးလာတဲ့အချိန်ရောက်ပြီဆိုရင်သူက ကျွန်မအိမ်ကတိတ်ဆိတ်တယ်ကျွန်မရဲ့ဗုဒ္ဓဘာသာဆွေးနွေးပွဲကိုအဲ့ဒီမှာဆက်လုပ်ကြရအောင်ဆိုပြီးတော့ဖိတ်ခေါ်တာပါသူရဲ့ဇိမ်ခံတိုက်ခံအတွင်းကဂရင်ဘေးနားတွေမှာဆိုဖာဘေးနားတွေမှာတော့လှုပ်ဝက်ကင်မရာတွေကချိန်ရွယ်ပြီးတော့အစင်သည့်အနေအထားယူထားပြီးသားပါဒီလိုနဲ့ဒီတန်ဃာတော်တွေကသူ့ရဲ့အခန်းကိုရောက်ပြီးဆိုရင်မိတွေကိုမှိန်အောင်လုပ်လိုက်မယ်ပြီးတာနဲ့တပြိုင်နက်တည်း golf ကသူ့ရဲ့ပြစ်မှတ်တွေကိုရုတ်တရက်ပွေးဖက်လိုက်တာမျိုးတွေ မလုတ်တဲ့စီမင်းစည်းကမ်းတွေကိုထပ်မံကျော်လွန်ပြီးတော့သူလုတ်ခဲ့တာပါပဲထိန်ချုံမှုတွေသွေးဆောင်ဖျားယားမှုတွေကြားမှာပြားများနေတဲ့တန်ခါတော်တွေရဲ့ပုံရိပ်တွေကတော့သူအစင်သစ်တက်ဆင်ထားတဲ့ကင်မရာတွေကနေတဆင့်ပြက်သားကြည်လင်စွာကိုဖမ်းယူထားလိုက်နိုင်ပါပြီအဲ့ဒီနောက်မှာတချို့တန်ခါတော်တွေနဲ့ဆိုရင်သူကချစ်ခင်ကျင်နာမှုတွေပါပေးခဲ့တာပါဒီလိုမျိုးအခိုက်အတန့်တွေကိုရိုက်ကူးထားတဲ့ဗီဒီယိုတွေဓာတ်ပုံတွေကိုတော့သူကနောက်ပိုင်းမှာချိန်ချငွေညစ်ဖို့အတွက် လက်နက်တပ်ဖွဲ့အုံချခဲ့တာပါ သူပထမဆုံးကတော့ဆရာတော်တပည့်တော်မှအနေငယ်အခက်ခဲလေးကြုံနေပါတယ်ဗန်းငွေ9000ခန့်လောက်ချီးပေးနိုင်မလားဆိုပြီးတော့တောင်းဆိုมาပါတန်ဃာတော်တွေကသူ့ကိုပေးဖို့တုံဆိုင်နေပြီဆိုရင်သူတို့နှစ်ဦးရင်းနှီးစွာ ပွေဖက်ထားတဲ့ဓပ်ပုံတပုံကိုပြမယ်အဲ့ဒီနောက်မှာတော့သူပြောတဲ့ကိစ္စကိုဆရာတော်မကူညီနိုင်ရင်တော့ကျောင်းတိုက်ရဲ့ဝါစင်ကြီးတန်ခအစည်းအဝေးကိုဒီပုံတွေပြသရတော့မယ်ထင်ပါတယ်ဆိုတဲ့စာထုတ်ကိုပါ ပူတွဲပေးဖို့လာတတ်ပါတယ်။သူ့ရဲ့နီးပြူဟာကတခါမှမအောင်မြင်ပဲမရှိခဲ့ဘူးပါဘူး။ဂုံတိတ်ခါကို အသက်ထပ်ပို့ပြီးတော့အတန်ပိုးထားတယ်။ဒီလိုပုံကိုယ်တွေအတွက်ကတော့ဒီကိစ္စတွေပေါ်ပေါက်သွားမယ်ဆိုရင်ဘဝပြတ်တာနဲ့အတူတူပါပဲ။သူတို့ရဲ့သာသနာယာထူးတွေတွေမကပါဘူး။သူတို့ပိုင်ဆိုင်တဲ့အကြောင်းတိုက်တွေနောက်ဆုံးပေအစိုးရကတည်သွားရဲဆိုရင်သူတို့ထောင်နှန်းအောင်ဆန်ရအောင်ပါပါဒီတော့တခုတည်းသောသူတို့ရဲ့ရွေးချယ်မှုကသူတို့တိတ်ဆိတ်နေပြီးတော့ golf ကိုငွေပေးနေဖို့ပါပဲ ဂော့ဖ်ကသူ့ရဲ့ငွေတွေကိုဒီနီးနဲ့ရှာပြီးတော့ဘမ်မာအတုံးချနေလဲဆိုတော့သူကအွန်လိုင်းလောင်းကစားကိုဆွဲလန်းနေတာပါ သူတန်ကားတော်ရီစီကလိန်လေရယူထားတဲ့ဘတ်ငွေတိုင်းကို digital casino လောကမှာတုံးဆွဲနေခဲ့တာပါသူလောင်းကစားနိုင်ရင်ပတ်စံတွေကိုရေးလို့သုံးပါတယ်နောက်ပြီးတော့လက်ဆောင်ပစ္စည်းတွေဝယ်တယ်နောက်ထပ်ပြစ်မှတ်ထားရမယ့်ဘုံကြီးချောင်းအစ်စ်တွေတန်ကားအစ်စ်တွေရဲ့နာမည်တွေကိုစူးစမ်းရှာဖွေတယ်သူလောင်းကစားရှုံတဲ့အခါမှာဆိုရင်တော့ သူ့ရဲ့အရင်သားကောင်းတွေအပေါ်မှာတောင်းဆိုမှုတွေကိုနေ့ချင်းညချင်းကိုနှစ်ဆတွေတိုးတိုးပြီးတော့တောင်းခဲ့တာလို့သိရပါတယ်။အစပိုင်းမှာတော့ဘန်းငွေအနည်းငယ်ပဲတောင်းဆိုတယ်။နောက်ပိုင်းမှာတော့သိန်းပေါင်းများစွာဒီလိုကနေပြီးတော့တန်ပေါင်းများစွာအထိပါ သူတောင်းဆိုလာခဲ့တာပါ။အယုဒ္ဓယကဝတ်စုကြည်ထရမ် ចောင်းတိုက်ကအသက်69နှစ်အရွယ်ဆရာတော်ကြီးကဆိုရင်လအနေငယ်တွင်းမှာကိုចောင်းတိုက်ရဲ့ဗန်စင်းရင်းတွေကနေဘတ်ဆက်သုံးသန်းကို Golf ရဲ့ဘန်အကောင့်ထဲကိုတိုက်ရိုက်လွှဲပြောင်းပေးခဲ့တယ်လို့သိရပါတယ်ကော့ဖ်ကတော့ငွေပေးမဟုတ်ရင်ခမရကိုလူသိရှင်ကြားဖော်ထုတ်လိုက်မယ်လို့တိုးတိုးလေးချင်းချောက်လိုက်တဲ့အခါမှာတော့နာခံချင်းကလွဲပြီးတော့တခြားရွေးချယ်စရာသူတို့မှမရှိတော့ပါဘူး တချို့အကြောင်းအရာတွေမှာဆိုရင် golf ကတန်ガရော်တွေကိုသူ့မှာခလေးရှိနေပြီးဘာညာဆိုပြီးတော့ခလေးအကြောင်းကိုဖန်တီးပြောဆိုပြီးတော့တသက်တာခလေးစီးထောက်ပံ့ပေးဖို့ကိုပါချိန်ချောက်ဝင်းညစ်ခဲ့တယ်လို့သိရပါဗျ။သူ့ရဲ့ပိုက်ကောင်မှာမိပြီဆိုရင်တော့တန်ガရော်တွေအတွက်ကလွတ်မြောက်လမ်းမရှိတော့ပါဘူး။ဒီလိုနဲ့နေ့တနေ့မနက်စောစောတခုမှဖရာတက်ပြည့်ဖုံးစီကိုခလေးပုံတပုံကိုပူတွဲပြီးတော့သူ့ရင်သွေးမွေးထားရပါတယ်ဆိုပြီးရေးထားတဲ့ message ကြောင့်ဖရာတက် မိုးကြိုးဖြစ်ခံရတယ်လို့ခန်းစားစီခဲ့ရတယ်ဆိုပြီးတော့လဲဆိုထားပါဗျ။ Golf ကကလေးငယ်အတွက်နှစ်20စာကလေးထောက်ပံ့စေရဲ့အဖြစ်ဘတ်9.68တန်အမေရိကန်ဒေါ်လာ3,200ခန့်တောင်းခံတာပဲဖြစ်ပါတယ်။တကယ်လို့သူပြောတာလို့ဖို့တွန့်ဆုံနေမယ်ဆိုရင်ဖုန်းကြီးသူနဲ့အတူအိယာထဲမှာရှိနေတယ်။ကင်မရာနဲ့ရိုက်ကူးထားတဲ့ပုံတွေကိုပေးပို့ခဲ့ပါတယ်။ဘလို့အတိတ်ပဲလဲဆိုတာရှင်းပါတယ်ဒါကငွေပေးဖို့အာရမတောင်းခံနေတဲ့ black may သဘောမျိုးပါပဲ ဒီဘက်ငွေ9.68တန်းဆိုတဲ့ပမာဏကဖရတ်တက်ရဲ့အပေါ်ကိုဆင်နှင်းလိုက်တယ်လို့ပါပဲဖရတ်တက်ဒီငွေပမာဏကိုဘလို့မှထုတ်ယူဖို့ဆိုတာမဖြစ်နိုင်ဘူးကျောင်းဘဏ္ဍာကို လူယူဖို့မဖြစ်နိုင်တယ်လို့သူထုတ်တယ်ဆိုတာကိုဘယ်သူမှမသိအောင်ထုတ်ဖို့ဆိုတာပို့ပြီးတော့တောင်မဖြစ်နိုင်ပါသေးတယ်အဲ့ဒီအချိန်မှာပဲဖရတ်တက်စဉ်းစားမိတာက golf ကရိုးရိုးငွေမှတ်တဲ့သူတယောက်မဟုတ်ဘူးလောင်းကစားကိုအရန်ကိုဆွဲလန်းနေတဲ့သူတယောက် ဒီတော့သူစီကနေဘလောက်ပဲရရ Golf ကဘယ်တော့မှ လုံလောက်မှာမဟုတ်ဘူးဆိုတာကိုလည်းနားလည်သွားခဲ့ပါတယ်။ရက်အတော်ကြာအောင်ဖရသက်အိတ်ဆက်နိုင်ခဲ့ခြင်းမရှိခဲ့ဘူး။ဆယ်စုနှစ်ပေါင်းများစွာဝစ်စင်လာခဲ့တဲ့တာတနာအဝတ်တင်ကန်းကို သူကြည့်နေရင်းနဲ့ပထမဆုံးအချိန်အဲ့ဒီတင်ကန်းရဲ့လေးလံတဲ့ဝင်ထုပ်ဝင်ပိုးကိုသူခံစားလာခဲ့ရပါတယ်။နောက်ဆုံးတော့သူကဘသူမှမမျှော်လင့်ထားတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချခဲ့ပါဗျ။ចောင်းတွေ၊တင်ကန်းတွေ ကျောင်းထိုင်ဖုန်းကြီးဘဝအားလုံးကိုဆွန့်လွတ်ပြီးတော့သူထွက်ပြေးတော့မှာပါ။တမ်မန်လူတို့လိုဝစ်စင်ပြီးတော့သူ့ကျောင်းထဲကနေဘသူမှသူ့ကိုတတိမထားမိအောင်ထွက်ခွာခဲ့ပြီးတော့အဲဒီနောက်မှာတော့နေဆက်ဖြတ်ကျော်ပြီးတော့လာအိုနိုင်ငံကိုသူထွက်ပြေးသွားခဲ့ပါတယ်။သူအခုလို ထွက်ပြေးသွားပြီးရင်သူ့ရဲ့ဘဝကလွတ်လပ်သွားမယ်လို့သူထင်နေခဲ့တာပါ။ဒါပေမဲ့သူမှားသွားခဲ့ပါတယ်။သူ့လိုမျိုးနာမည်ကြီးဖုန်းကြီးတစ်ပါးကရုတ်တရက်တိုက်ခါချပြီးတော့ပြောက်ွယ်သွားတာကနိုင်ငံတော်အဆင့်အရှုပ်တော်ပုံတစ်ခုဖြစ်လာခဲ့ပါတယ် ကျောင်းတိုက်ကလည်းသူပြောက်ဆုံးနေကြောင်းရဲတွေကိုသတင်းပေးပို့ခဲ့ပြီးတော့ထိုင်းရဲတပ်ဖွဲ့ကလည်းချက်ချင်းစုံစမ်းစစ်ဆေးမှုတွေစတင်ခဲ့ပါတယ်။ဒီလိုနဲ့သူ့ရဲ့ဖုံးမှတ်တမ်းတွေ၊ဘန်းငွေပြောင်းလဲမှုတွေကနေတစင်းအမှန်တရားကဖော်ထုတ်နိုင်ခဲ့ပါတယ်။ Golf ဆိုတဲ့အမျိုးသမီးနဲ့သူနဲ့ကြားမှာနက်နဲတဲ့ငွေကြေးပမာဏတွေပတ်သက်နေတယ်ဆိုတာကိုလည်းတွေ့ရှိခဲ့ရပါတယ်။ ဒီလိုနဲ့ရဲတပ်ဖွဲ့ကဂေါ့ဖ်ရဲ့ဇင်ခံတိုက်ခန်းစီကိုတိုက်ရိုက်ခြေရာခံပြီးလိုက်နိုင်ခဲ့ပါတယ်။ရဲရာရှိတွေဂေါ့ဖ်ရဲ့အိမ်ကိုဝင်ရောက်စီးနင်းတဲ့အခါမှာတော့သူ့ရဲ့အိမ်ထဲကနေရဲတပ်ဖွဲ့ကအပြည့်ရှိကြောင်းသက်သေပြနိုင်မယ်။အချက်လက်တွေအပြည့်စုံပါဝင်တဲ့စမတ်ဖုန်း၅လုံးကိုသိမ်းဆီးနိုင်ခဲ့ပါတယ်။ဒီတော့ဂေါ့ဖ်ရဲ့နောက်ထပ်လုပ်မယ့်အစီအစဉ်တွေအားလုံးကအဆုံးသတ်သွားခဲ့ရပါပြီ။ Golf တချိန်ကချင်းချောက်ဝင်ရဖို့လက်နက်အဖြစ်အသုံးပြုခဲ့တဲ့ဓာတ်ပုံပေါင်း၈၀၀၀နဲ့ ဗီဒီယိုပေါင်း9600ကအခုအချိန်မှာတော့သူ့သေရင်းကိုသူတူပေးလိုက်တယ်လို့ပါပဲ။သူအဖမ်းခံရတဲ့တရင်ကထိုင်းနိုင်ငံတဝင်းလုံးကိုလည်းအလန်းတညက်ဖြစ်စေခဲ့ပါတယ်။ဆောင်စားစစ်ဆေးသူတွေကသတင်းတွေကိုပုံမိုထုတ်ဖော်လာနိုင်တာနဲ့အမျှနိုင်ငံတဝင်းလုံးကစက်သီးမွေးညင်းတွေထားခဲ့ရပါတယ်။၃နှစ်အတွင်းမှာသူ့ရဲ့ဘဏ်အကောင့်တွေမှာဘတ်385တန်းအဝင်အထွက်စည်ရင်းတွေကိုတွေ့ရှိခဲ့ရတယ်။အခုလိုသူ့ဘဏ်ထဲကိုဝင်လာတဲ့ ငွေတွေအားလုံးနှိပါကိုအွန်လိုင်းလောင်းကစားမှာသူသုံးဖြုံးခဲ့တာပါသူ့ကိုဖမ်းဆီးရမိတဲ့အချိန်မှာတော့သူ့ရဲ့ဗန်ထဲမှာဘတ်၈၀၀၀ပဲကျန်ရှိပါတော့တယ်ဖုံးတွေအပြင်ရဲတပ်ဖွဲ့ကဖုံးကြီးတင်ကန်းအမျိုးမျိုး၁၀ခုကျော်ကိုပါရှာဖွေတွေ့ရှိခဲ့ပါတယ်ဒါတွေကတော့သူနောက်ထပ်သားကောင်တွေရှာလို့ရှိရင်သုံးပြမဲ့ပစ္စည်းတွေလိုလဲခံမှန်းရပါတယ်သူ့ရဲ့ကွန်ပျူတာထဲမှာဖျားချောင်းနံပါတ်တွေဖုန်းကြီးနံပါတ်တွေအလိုက်သေချာစီရင်ထားတဲ့ဖိုင်တွဲတွေတားခေါင်တအူးချင်းစီရဲ့အားနည်းချက်တွေ ငွေကြေးပမာဏတွေကြောင်ရုံမှုတွေကိုဖော်ပြထားတဲ့မှတ်စုတွေကိုတွေ့ရပါတယ်။2025ခုနှစ်ဇွန်လ9ရက်နေ့ကိုတော့ထိုင်းလူမှုကွန်ရက်မှာဗုဒ္ဓဘာသာပြိုလဲပြိုပြတ်တဲ့နေ့လို့တောင်ခေါ်ဆိုခဲ့ကြပါတယ်။ဒီကိစ္စမှာပါဝင်ပတ်သက်ခဲ့တဲ့တတ်တော်ကြီးယဟန်း6ပါးကိုသူတို့တွေဆယ်စုနှစ်များစွာဝိစင်ထားခဲ့တဲ့သင်္ကန်းတွေကိုချုပ်ပြီးတော့ယဟန်းဘဝကနေရက်စဲချောင်းကြီးညာချက်ကတနိုင်ငံလုံးကိုရိုက်ခတ်စေခဲ့ပါတယ်။ဘုံကြီးချောင်းတွေရဲ့တရားထိုင်တဲ့အခန်းအတွင်းက ်အန်ဆွဲတွေထဲမှာဆိုရင်ဝှက်ထားတဲ့ငွေတွေဒါတွေအပြင်ဖုန်းကြီးတွေအပြင်ခိုးထွက်ပြီးတော့လူလိုစီးစိမ်ခန်းစားဖို့အတွက်အသွင်ပြောင်းတဲ့အခါဝစ်စင်တယ်လို့ယူဆရတဲ့စပင်တူတွေကိုရဲတပ်ဖွဲ့တွေကရှာဖွေတွေ့ရှိခဲ့ရပါတယ်နောက်ဆုံးမှာတော့တန်ကနာယကအဖွဲ့က golf နဲ့ဆက်နွယ်မှုရှိခဲ့တယ်လို့အတည်ပြုခဲ့တဲ့တတ်တော်ကြီးယဟန်15ပါအနက်ကနေ10ပါကိုယဟန်ဘွားကနေထုတ်ပယ်ပြီးတော့စီကံဖောက်ပြက်မှုဘန်နာရေးအလွဲသုံးစားပြုမှုတို့အတွက် တရက်လိုရှိနေတွေထံကိုဓာတ်ရိုက်အနံခဲ့ပါတယ်။ကြံယဟန်းတွေကိုတော့ဘုံကြီးဘွားကနေရက်ဆဲဖို့ဝိနီအတိုင်းလှုပ်ဆောင်ခဲ့ပါတယ်။အဲ့ဒီတန်ဃာတော်တွေထဲမှာဆိုရင်လေးစားဖွဲ့ရာဂုံဘုတ်တစ်ခုကိုချီးမြှောက်ဖို့အတွက် စီစဉ်ထားခဲ့ပူးတဲ့62နှစ်အရွယ်ယဟန်းတစ်ပါးလည်းပါဝင်ခဲ့ပါတယ်။ Golf နဲ့သူအခုလိုပတ်သက်ခဲ့တဲ့အတွက်ကြောင့်သူတသက်တာလုံးစောင့်ကြည့်ခဲ့ရတဲ့ဝိနီတော်နဲ့သူ့ရဲ့အနာဂတ်တွေကမျက်စိတမိတ်အတွင်းမှာကိုပဲပြိုလဲပျက်စီးသွားခဲ့ရပါပြီ။ တရလိုရှုနေတွေကတော့ golf ကိုပူပေါင်းကြံစီမှု အလွဲသုံးစားပြုမှုငွေကြေးခေါ်ဝါချမှုနဲ့တရားမဝင်ကြွေဝါမှုစတဲ့ဆွဆွဲချက်တွေတပုံကြီးနဲ့တရားဆွဲဆိုခဲ့ပါတယ်။အခုချိန်အထိတော့သူ့ကိုနောက်ဆုံးဖိတ်ဘလို့တရားစီမံမဲဆိုတာကိုမသိရသေးပါဘူး။ဒီအမှုကထိုင်းဥပဒေဖိအားပေးမှုအပြေးအဝါလည်းရှိနေခဲ့ပါတယ်။အဲ့ဒီနေရာမှာထိုင်းလူအဖွဲ့စည်းကနှစ်ချမ်းကွဲသွားခဲ့တယ်လို့သိရတယ်။ တချမ်းကတော့တက်ကြီးရွယ်အိုဗုဒ္ဓဘာသာဝင်တွေရဲ့မျက်စိရဲမှာ golf ကတာသနာတော်ကိုစော့ကားတဲ့မကောင်းဆိုးဝါးမိစ္ဆာမတူလို့မြင်ခဲ့ကြတာပါဒီလိုယူဆခဲ့တဲ့ဘာသာဝင်တွေကတော့စိုင်းဘုတ်တွေကိုကင်ဆောင်ပြီးတော့အပြင်းအထန် golf ကို အပြစ်ပေးဖို့တာသနာတော်ကိုတန့်စင်ဖို့တောင်းဆိုခဲ့ကြတယ်။တချို့ကဆိုရင်လူမြင်ကွင်းမှာသင်ငန်းတွေကိုမိရှို့တဲ့အထိ အမျက်ထောသားတွေထွက်ပြခဲ့ကြတယ်။အဓိကကအဲ့ဒီကိစ္စကြောင့်ပဲခုံကြီးเจ้าတွေကိုလူရမ်းမှုတွေက30ရာခိုင်နှုန်းကျော်အထိပါတိုးချသွားခဲ့ပါတယ်။ တစ်ချိန်လုံးကဘုံကြီးเจ้าတွေမှာဖရာဘူးတွေနဲ့ပြည့်နေတဲ့အခြေအနေကနေလုံးဝကိုဖရာဘူးမလာတော့တဲ့အထီကိုဖြစ်သွားခဲ့တယ်လို့သိရတယ်။ online ပေါ်ကအခြေအနေကတော့အပေါ်ကပြောတဲ့အကြောင်းအရာတွေနဲ့လုံးဝကိုပဲပြချနာပါဗျ။ထိုင်းလူငယ်တွေကြားမှာတော့ဘုံကြီးเจ้าတွေကအာဂရိလိုက်စားမှုတွေကိုတိုက်ဖြတ်တဲ့သူရဲကောင်းတူအနေနဲ့ golf ကိုချီကျူးကဲ့ရဲ့ဖော်ပြခဲ့ကြပါဗျ။လူမှုကွန်ရက်ပေါ်မှာဖုန်ကြီးမုတ်ဆိုးဆိုတဲ့ hashtag နဲ့လူသန်း100ကျော်အထိ အသုံးပြုခဲ့ပြီးတော့ viral ဖြစ်သွားခဲ့တယ်လို့လည်းသိရှိရပါတယ်။အဲ့လို post တွေအများကြီးတဲကမှတစ်ခုကတော့ golf တာမရှိခဲ့ရင်ငါတို့ရဲ့လှူဒန်းမှုတွေကသာသနာ့ဘောင်နောက်ွယ်ကပုံးကွယ်နေတဲ့ဂရုမရတွေနဲ့ဇိန်ခံကားတွေကို ထောက်ပံ့နေတာကိုဘသူသိနိုင်မှာလဲလို့တောင် ရေးခဲ့တယ်လို့သိရပါတယ်။ဒီလိုစူပူချိန်မောက်တန်တွေကပဲထိုင်းအစိုးရနဲ့တန်ကနိုင်ငံအဖွဲ့ကိုဒီအမှုအတွက်အေးအေးယူဖို့အမြင့်ဆုံးတွန်းအားပေးခဲ့တာပါ။ အစိုးရကလည်းဖုန်ကြီးចောင်းတွေရဲ့ဘန်နာရေးတွေကိုတနိုင်ငံလုံးအတိုင်းအတာအနေနဲ့စစ်ဆေးခဲ့ပါတယ်။ရဟန်းတွေရဲ့ကိုပိုင်အကောင့်တွေကိုကန့်တတ်ဖို့အတွက်လည်းအရေးပေါ်စည်းမျဉ်းစည်းကမ်းဥပဒေတွေချမှတ်ခဲ့ပါတယ်။ဖုန်ကြီးចောင်းတွေရဲ့ရန်ပုံငွေတွေကိုခြေရခံဖို့အတွက် AI စောင့်ကြည့်ဤပညာတွေကိုတော့အသုံးပြုခဲ့တယ်လို့သိရပါတယ်။အခုနားထောင်နေတဲ့သူတွေကဒီအဖြစ်ပြက်ကိုအရင်ကရောကြားပူးကြသလားရှင်။ဒီအဖြစ်ပြပုံမှာရောဘလို့ထင်မြင်ယူဆချက်တွေရှိလဲဆိုတာကိုအောက်က comments မှာ ွားရောက်ပြီးတော့ဝေဖန်ပြောဆိုပေးလို့ရပါတယ်။ဒီနေ့အမှုလေးကတော့ဒီလောက်ပါပဲရှင်။အဆုံးထိကြည့်ရှုပေးတဲ့တူဦးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။အားလုံးပေးခြင်းပြီးတော့တာယာတော်နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစီရှင်။